ကျွန်တော်ညီကိုချမိတ်ဆွေတယ်ကျွန်တော်မနေ့ကတော့ဒါ84ချိန်ပေါ့နော်84ချိန်လေးလေးနဲ့ကျွန်တော်ယူပေးပြီးဖြစ်တယ်အခုဒီကလည်း၄ကိုငါတို့ညာတစ်ခွေ၄ကိုတစ်ချောင်းတစ်ခွေဖြစ်တယ်ပြီးတော့နှစ်ရက်တူရလဲဒါ၄ကိုပတ်တိဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်ယူပေးထားပြီးဖြစ်တယ်ပေါ့နော်အဲ့တော့ညနေမှာထပ်ပြီးတော့ပေါက်ချင်တယ်ဆိုရင်ဒီဘူးလေးစောင့်ကြည့်သွားပါ အဲမနက်ကဗီဒီယိုမှာတော့ကျွန်တော် trigger မဟုတ်ရလေတလုံးပြန်ချလာမယ်လို့ကျွန်တော်ပြောပြတာဖြစ်တယ်။ဘာတွေနဲ့ကမဲ့ဘယ်လိုထိုးရမယ်ဆိုတော့ခဏန်းကိုကျွန်တော်ကဒီမှာညနေပိုင်းဝမ်းချင်းအနေနဲ့ဒါတည်တတ်တာအချိုခဏန်းထွက်ပြီဆိုတော့ကျွန်တော်ဗီဒီယိုလေးတစ်ခုနဲ့လာပြီးတော့လုပ်ပေးခြင်းဖြစ်တယ်။ကျွန်တော်ဒီပြင်းနေတဲ့ဗီဒီယိုလေးမိတ်ဆွေတို့အတွက်အရူရူဝါဒနာရှင်တွေအတွက်အချိုးထိုးတယ်နော်။ အကျိုးမြတ်တဲ့ဆုံးရဖြစ်တဲ့ဆိုရင် like လေးမလေးလေးနှိပ်သွားခဲ့ပါ subscribe လေးလေး channel ကိုလောက်ထားပြီးတော့အမြင်နဲ့ဝင်ကြည့်ပြီးတော့ဒါဝင်ရောက်ကစားလို့အားပေးလို့ရပါတယ်ဗုဒ္ဓဘုထွန်းမဲအနိုင်ရရှိအောင်ကစားပြီးတော့ကျွန်တော်တို့ကအာပါတော့နေတိုင်းပဲကျွန်တော်တို့ကနားမဲဆိုတော့ထိုးပဲဆိုတော့မဲဆိုတော့ဒီညနေမထိုးတော့ပါနဲ့မနေ့ကလေးလေးကျွန်တော်ပောက်ပေးပြီးတော့ပါပြီမနေ့ဖက်ဒါပြီးမဲ့ပတ်တီးတစ်စုံကိုမနေ့ညကစားပြီးတော့ပဲဒါကျွန်တော်တို့ပြန်လည်ပြီးတော့ဒါ ဒီလိုနေလိုက်ကစားတော့ဗောနော်ပရူးတွင်းစာတိလိုက်မယ်ဆိုတော့မိတ်ဆွေတွေတကတော့ကျွန်တော်၄ခုတစုံပေးပြီးသားဖြစ်တယ်၄ခုတစုံကစားတဲ့မိတ်ဆွေတွေကပေါက်သွားပြီဆိုရင်ဒီညနေကနေစားပြီးတော့ကျွန်တော်တို့ကကိုကိုလိုက်တာဖြစ်စေတလုံးနေပဲလိုက်တော့ဗောနော်ခုံလိုက်တာဖြစ်စေမိမိတို့ကစားလို့ရပါတယ်အဲ့တော့ဒီညနေမှာဒီပူလီယိုမှာတော့ကျွန်တော်ကအဲဒီမနက်က လေးရကျွန်တော်တို့ကြာလာတဲ့လေးရကိုကျွန်တော်တရိကံမှုရပြန်ဆွဲပြီးတော့ဒီညနေမှာကြာလာမကနန်းကိုကျွန်တော်ပြန်ပြီးတော့ရှုပေးမှာဖြစ်ပါတယ်အဲတော့ကျွန်တော်တို့ကတရင်လန်နေဖွင့်နေမနေ့မှာလေးလေးဆိုတော့ပူခဲ့ရင်ပူတဲ့ကနန်းကိုပေါင်းပြီးတော့ကျွန်တော်ကနေမှာ၈၃ဆိုပြီးတော့ချင်းကိုကျွန်တော်ပြန်ခေါ်ပေးမယ်အပြအဲတော့ဒီညနေမှာ ရှစ်ထိရမယ်သုံးထိရမယ်ပေါ့နော်ရှစ်သုံးအချိန်နဲ့ကျွန်တော်တို့ဒီကစားမှာဖြစ်တယ်ရှစ်သုံးချိန်ကိုကျွန်တော်တို့လေးတလုံးနဲ့ကပ်မယ်နော်ရှစ်သုံးချိန်ကိုလေးတလုံးနဲ့ကျွန်တော်တို့ကပ်မှာဖြစ်တယ်အပူဒီ6ပရိတ်နဲ့ကပ်နေတယ်6ပရိတ်ဒီအပူနဲ့ကပ်တာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမှာ60ဆိုတဲ့ကဏ္ဍထွက်တယ်ဒီမှာညီကိုထွက်တယ်60ဒီညီကိုခေါ်လာတယ်60ဒီအပူကိုခေါ်လာတာဖြစ်တယ်တော့သူကတော့သူနီးသူ့ဟန်မှာတော့သူပြေဆုံးနေပြီပေါ့နော် သူနေသူဟာမှသူပြေဆုံးနေပြီ၃ညနောက်ပိတ်ကြရဆိုလင်းကပတိပေါ့နော်လင်းကပတိဒီ၃ညနောက်ပိတ်ကိုခေါ်လာတတ်တယ်ပေါ့နော်အဲ့တော့ဒီမှာကြည့်ပါနော်အဲ၃ညထိတ်၃ညပိတ်ပေါ့နော်ဒီမှာဆိုရင်အဲကျွန်တော်တို့ကရှိရှိဒီသူက6ပိတ်ဖြစ်တယ်6ပိတ်ဒီအပူကိုခေါ်လာတယ်6ပိတ်ဒီလိုကြပြီဆိုရင်ဒီမှာသူကအပူဆင်းတယ်ပေါ့နော်အပူဒီညီကိုနဲ့သူကကတ်နေတယ်ဆိုတဲ့သဘောလင်းကဒီဒီမှာ၃ညပိုင်း၃ညထိတ်နေသူဒီလိုမျိုးဆင်းနေဆိုရင်ကျွန်တော်တို့ကဒီမှာလင်းက ီမှာလေးလေးရှိတယ်ဆိုတော့ဒီကိုလေးတစ်လုံးနဲ့ကျွန်တော်က၈3ချင်းကိုကျွန်တော်ကပ်ပြီးမယ်ဒီညနေမှာဖြစ်မနေလေးရှင်းနဲ့လေး3ဒါမှဖြစ်မနေထည့်ပြီးတော့ကျွန်တော်တို့ထိုးပါနော် ငွေရှိ၄၃၄ခုံပေါ့နော်စသဖြင့်ပေါ့နော်၄ခုံနဲ့ကျွန်တော်ကြိုက်ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ရဲ့ခုံပုံတို့တွင်ပတ်တီးဒီလုံးဝ100%ရရရခိုင်တော့ပုံတို့ကြော်လေးကြော်တာတော်နေနေတော့မရှိပါဘူးပေါ့နော်အဲ့တော့မစ္စတာဒီငယ်ငယ်လေးစာပြီးတော့ခုံပတ်တီးဓမ္မကိုပတ်တီးဓမ္မတွေရပျောက်သီးလိုက်မယ်ဆိုလဲကိုပတ်တီးရထွက်ဖို့ထွက်ပေါ့နော်ကိုပိုင်းကိုပရိတ်နေပေါ့နော်ကိုတစ်လုံးနဲ့ကိုလိုက်မယ်ဆိုရင်တော့ကိုတစ်လုံးနဲ့လိုက်လို့မရပါဘူးကျွန်တော်ပြောချင်တာကိုကိုကိုလိုက်မယ်ဆိုရင်ကိုပိုင်းကိုပရိတ်အဲ့လိုတွဲပြီးတော့လိုက်ပါခုံကတော့တစ်လုံးနဲ့ပတ်တီးပတ်လို့ရပါတယ်နော်အဲ့တော့ညနေမှမစ္စတာပေါက်ပါစေရပါစေ 好嘛，这个。<laughs>